လူဘွားရဲ့အကြီးမားဆုံးမတည်နိုင်တဲ့အရာတစ်ခုကိုရင်ဆိုင်ရတဲ့အခါပါကိုအားကိုးချမလဲရှေဟောင်းအစုံအမတွေထဲမှာလीတမလွန်ကိုကြောက်စိတ်ကင်းကင်းနဲ့ရင်ဆိုင်နိုင်မှုလဲညုံပေးဝဲအစွမ်းတက်တဲ့တရားလေးပါရှိပါတယ်ဒီနေ့မှာတော့အဲ့ဒီလူဝချက်ကိုအတူတူလိလာကြည့်ကြရအောင်အင်းဒါကတော့လူတိုင်းကြီးပါမေဖူးကြမဲ့မေကုံတစ်ခုပေါ့နော်တမလွန်ကိုကြောက်တဲ့စိတ်ကိုဘယ်လိုကျော်လွှားကြမလဲ စရောဒီရှင်ဟောင်းအဆုံးအမတွေကဒီနည်းနည်းတဲ့မိကုံးအတွက်အဖြေကိုအဆင့်လေးဆင့်နဲ့ရှင်းပြထားပါတယ်။ကဲအဲ့ဒါတွေကဘာဒီဖြစ်မလဲဆိုရက်တစ်ချက်ကြည့်လိုက်ကြရအောင်။ဟုတ်ပြီပထမဆုံးတရားကတော့တတ်တာတရားပါ။အဖြေရဲ့တောချက်ကအဖြေမှာရှားရမှာမဟုတ်ပါဘူး။ကိုယ့်ရဲ့တွင်းစိတ်ကနေပဲစတင်ရမှာပါ။ဘာလို့လဲဆိုတော့ခိုင်မာတဲ့ယုံကြည်မှုဆိုတာအရာလူရဲ့ခြေကအုပ်မက်လိုပဲလी။အဲ့ဒီအပေါ်မှာမှဂျန်နာတွေစက်တီဆောက်လို့ရမှာပေါ့။ ။မူရင်းကျန်းကမှာကတော့အရန်တိုရှိမီလီနဲ့ပါတယ်။ဒါတာတရားနဲ့ပြည့်စုံခြင်းနဲ့အဲ့ဒါကိုဘယ်လိုမြင်အောင်ကြည့်လို့ရလဲဆိုတာလေ။မုံတိုင်းထန်နေတဲ့ပက်လက်ထဲမှာခိုင်ခိုင်မာမာချထားတဲ့ကြောက်စူးကြီးတစ်ခုလိုပါပဲ။နောက်လာမတရားအလုံးကဒီကြောက်စူးပါမှမယ်မူတည်နေတာပါ။ဒါပေမဲ့ဒီနေရာမှာတတ်တာဆိုတာကိုမေးစိမိပြီးတော့အကုန်လိုက်ယုံတာမျိုးကိုဆိုလိုတာမဟုတ်ဘူးနော်။အဲ့ဒါထက်ကိုယ်တိုင်းရှောက်ဖို့လို့ယုံကြည်စိတ်ချရတဲ့လမ်းတစ်ခုကိုတည်နေတယ်လို့မျိုးဒါမှမဟုတ်အယမ်းကြော်တဲ့လမ်းပြကြောက်ကိုအားကိုးလိုက်ရတယ်လို့မျိုး ထိုင်မာတဲ့အတွင်းစိတ်ရဲ့စိတ်ချမှုမျိုးကိုပြောတာပါပြောရရင်မသေးချာမရေရာမှုဒီကြားထဲမှာကိုယ့်ကိုတည်ငြိမ်နေအောင်ထမ်းရွေးထားတဲ့ဆွမ်းအားတစ်ခုပေါ့ကဲအတွင်းစိတ်မှာခိုင်မာတဲ့သတ္တတရားကင်းကောင်းသွားပြီဆိုပါစို့အဲ့ဆွမ်းရကအပြင်ကိုဘလို့ထွက်ပေါ်လာမလဲအဲအဲ့ဒါပဲဒုတိယတရားဖြစ်တဲ့နူးညံ့စင်းစီကိုရောက်သွားလာပါဆိုရာကအတွင်းစိတ်ရဲ့တည်ငြိမ်မှုကအပြင်မှာလက်ရက်တဲ့မှာပြန်ပြီးထင်ဟပ်လာတာပေါ့ဒီမှာအရင်ရေးကြည့်တဲ့ချက်ကကိုနို့စိတ်၃ပါးလုံးဆိုတာပါပဲ တခုခုကုန်ပဲရွေးပြီးကျင့်လို့ရတဲ့ຢာမျိုးမဟုတ်ဘူးပေါ့နော်အသွေးအပျော်အလုတ်အားလုံးမှာတပြိုင်နဲ့တားဆတာအဖြစ်ဖြစ်နေနူးညံ့သိမ့်ွေဖို့လိုတယ်ဆိုတာကိုအလေးပေးထားတာပါအဲ့တော့ဒီသုံးခုဟာတခုချင်းစီတိကျရက်တည်နေတာမဟုတ်ဘူးနော်သူတို့ကဆက်ဆက်နေတယ်အိုမစိတ်ချင်းမှမကောင်းတာတွေ့လိုက်ပြီဆိုရင်ဂျန်တန်တဲ့စကားတွေထွက်လာတတ်တယ်။အဲ့ဒီဂျန်တန်တဲ့စကားတွေကနေတဆင့်တခြားသူကိုထိခိုက်စေတဲ့လုပ်ရက်တွေဖြစ်လာနေတာကော ဒါတော့ဒီနူးရက်တိမ်မွေးမှုဆိုတာကကိုယ့်ရဲ့လောက်ရက်တွေကနေအတွေးခေါ်အဆင့်အထိအပြန်အလှန်ချိတ်ဆက်ပြီးတော့လွှမ်းခြုံထားရမယ်အလေးချိန်တစ်ခုပါပဲဟုတ်ပြီအခုဆိုရင်ယုံကြည်မှုလည်းရှိပြီနူးရက်တိမ်မွေးစွာလည်းဖြစ်မှုတတ်ပြီဒါပေမဲ့ခဏလေးဘယ်အရာကတကယ်အကျိုးရှိပြီဘယ်အရာကအကျိုးမရှိဘူးဆိုတာကိုရောဘယ်လိုလုပ်ပြီးသိနိုင်မှာလဲအဲဒီနေရာမှာမဲတတိယတရားဖြစ်တဲ့ဉာဏ်ပညာရဲ့စွမ်းအားဝေဖန်ပိုင်းခြားနိုင်စွမ်းအားအေးပါလာတာပေါ့ မူရင်းကျမ်းမှထုံးထားတဲ့စကလုံးကိုတတိထားကြည့်ရအောင်။ခွဲချမ်းဝိဖန်လေးရှိခြင်းတဲ့။အနောက်ကလေးရှိခြင်းဆိုတဲ့စကလုံးလေးကအရင်ရေးကြည့်ပါရင်။ဆိုလိုတာကဒါဟာတစ်ခါလုပ်ပြီးရထားလို့ရတဲ့ရာမဟုတ်ဘူး။ကျွတ်သားတစ်ခုကိုလေ့ကျင့်တယ်လို့ပဲအမြန်တမ်းလေ့ကျင့်နေရမယ့်စွမ်းရည်တစ်ခုဆိုတာကိုညွှန်နေတာပါ။ဒီတော့ဝိဖန်ပိုင်ချရဲဆိုတာကသူများအဖြစ်လိုက်ရှာတာကိုပြောတာမဟုတ်ဘူးနော်။ အဓိကကကိုစိတ်ထဲမှာချင်းကွင်းတခုထားရတဲ့အတူပါပဲအဲ့ဒီချင်းကွင်းကဘာကိုချင်းတွေ့ပြီးမလဲဆိုတော့ဘဲအရာကကိုအတွက်ရော သူတပါအတွက်ပါအကျိုးရှိစေမလဲဘဲအရာကထိခိုက်စေမလဲဆိုတော့ကိုရှင်းရှင်းလင်းလင်းသိမြင်နိုင်တဲ့ထိုးထွေးဉာဏ်ပညာကိုမွေးမြူပေးတာပါကဲနောက်ဆုံးတစ်ပါးကို ရောက်လာပါပြီအခုဆိုရင်အတွင်းစိတ်မှာတထတရားနူးညံ့မှုညက်ဉာဏ်ပညာတွေအားလုံးပြည့်စုံလာပြီဆိုတော့အဲ့ဒီအရေးသွေးတွေအားလုံးဟာအပြင်လောကနဲ့ဆက်ဆံတဲ့အခါဘယ်လိုပုံစံနဲ့ထွက်ပေါ်လာမလဲ ဲ့ဒါကတော့ပြောဆိုခြင်းဆိုတဲ့အမှုပညာပါပဲစတုထအချက်ကပြောဆိုခြင်း၌ကျွမ်းကျင်ခြင်းနဲ့ဒီနေရာမှာကျွမ်းကျင်နေဆိုတာကစကားကိုလအောင်ချောအောင်ပြောတတ်တာထက်အများကြီးပိုနဲ့နေတယ်အတိပေကကိုယ့်ရဲ့စကားလုံးတွေကနေတစ်စက်ငိမ့်ချမ်းမှုအမန်တရားနဲ့အကျိုးရှိမှုကိုပံ့ပိုးနိုင်တဲ့အမှုပညာတစ်ခုကိုပိုင်နိုင်တာမျိုးကိုဆိုလိုတာပါအဲ့တော့ကျွမ်းကျင်တဲ့ပြောဆိုမှုမှာဘလို့ရည်သွေးတွေပါဝင်နေလဲအချိန်အခါနဲ့ကြိုက်ရရမယ်မှန်ကန်ဟမယ်နူးညံ့ရမယ် အကျိုးရှိစေရမယ်ပြီးတော့အရေးကြီးဆုံးကတော့မေတ္တာစိတ်နဲ့ပြောဆိုရမယ်တေချာစဉ်းစားကြည့်ရင်ဒါရီအားလုံးဟာအရှိကတရား၃ပါးကိုတေချာကျင့်သုံးထားတဲ့အတွက်အလိုလိုထွက်ပေါ်လာတဲ့အပြင်ပန်းရောက်လက်တွေပဲဖြစ်နေတာကိုတွေ့ရမှာပါဟုတ်ပြီအခုတရား၄ပါးလုံးကိုသိသွားပြီဆိုတော့သူတို့ကိုတခုချင်းစီအငင်းနဲ့မဟုတ်ပဲအားလုံးကိုပေါင်းပြီးပြန်ဆက်ဆက်ကြည့်ရအောင် သူတို့ဟာတိချားစီမဟုတ်ပေတခုနဲ့တခုဘလို့ချိဆက်ပြီးပြည့်ပြည့်စုံတဲ့လမ်းကြောင်းတစ်ခုဖြစ်လာတယ်လဲဆိုတာကိုကြည့်လိုက်ကြရအောင်။ကဲဒီမှာအနစ်ချုပ်ကိုကြည့်လိုက်ရအောင်။အစားကတော့ဂျက်တာတရားခိုင်မာတဲ့အတွင်းဆက်ယုံကြည်မှုကနေစတာလေ။အဲ့ဒီယုံကြည်မှုကနေကို no say သုံးပါလုံးမှာတာဇာရဖြစ်တဲ့နူးညင့်ချင်းဆိုတဲ့လှုပ်ဆောင်ချက်တွေဖြစ်ပေါ်လာတယ်။ပြီးတော့အဲ့ဒီလှုပ်ရက်တွေလာမလွဲသွားအောင်ဝေဖန်ပိုင်းခြားနိုင်တဲ့ရှင်းလင်းတဲ့ထိုးထွင်းရင်ပင်ကြားကထိန်းချောင်းပေးတယ်။နောက်ဆုံးမှာတော့ အဲ့ဒီရာအားလုံးဟာပေါင်းဆက်တီကျွမ်းကျင်တွေပြောဆိုဆက်ဆံမှုဖြစ်အပြင်ကိုထပ်ပေါ်လာတာပါပဲလမ်းကြောင်းတစ်ခုလိုပဲနော်ဆိုတော့နောက်ဆုံးအနေနဲ့ဒီမင်းကုန်းလေးနဲ့အဆုံးသတ်ချင်ပါတယ်ဒီတရားလေးပါဟာတမလွန်ခီရဲ့အတွက်ပြင်ဆင်မှုတသက်ပဲလားဒါမှမဟုတ်တကယ်တော့ဒီနေ့ဒီလက်ရှိဘဝကိုပဲပိုပြီးအသေးပဲရှိရှိနဲ့ပိုပြီးငြိမ်းချမ်းစွာရှင်သန်နိုင်ဖို့အတွက်အစွမ်းတတ်တဲ့လမ်းညွန်တစ်ခုများဖြစ်နေမလားဆိုတာကိုစဉ်းစားစရာအဖြစ်ခြံထားခဲ့ပါစီ။